အလုတ်တမအရေးလှုပ်ရှားသူဖြစ်တဲ့သွေးစီညညွန့်သောတမကများအဖွဲ့ချုပ် STUM ဦးဆောင်သူဒေါ်မျိုးမျိုးအေကိုဆွဲဆိုထားတဲ့အမှုတွေထဲကနေခြေကျုံးနဲ့ခံဝန်အဥပဒေအရဆွဲဆိုထားတဲ့အမှုအတွက်ခံဝန်နဲ့6လနေထိုင်မှုတရားရုံးကနေအမိန့်ချမှတ်ခဲ့တယ်လို့ STUM အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အော်တိုဗာ24ရက်နေ့ကရွှေပြည်သာမြို့နယ်တရားရုံးကနေ ခြေကျုံးတဲ့ခံဝန်အဥပဒေပုံမှန်၅အပိုက်၁စာလုံးစလိန်အရာသိန်း30တန်ခံဝန်သူ2ဦးနဲ့6လအတွင်းကောင်းမွန်စွာကြင်ကြံနေထိုင်စီဖို့ခံဝန်ချုပ်ချုပ်ဆိုတဲ့အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒေါ်မျိုးမျိုးအေကိုစစ်ကော်မရှင်ကဇူလိုင်25ရက်မှာနေအိမ်ကနေဖမ်းဆီးခဲ့ပြီးခြေကျုံးတဲ့ခံဝန်အဥပဒေအသိအဖွဲမပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှ40 41တို့နဲ့တရားစွဲဆိုခဲ့ပြီးတဲ့နောက်အော်တိုဘာ20ရက်နေ့မှာအင်းစိန်အချင်းထောင်ကနေပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အကျဉ်းထောင်ကနေလွှတ်စင်ကဆွဲဆိုထားတဲ့အမှုအလုံးကိုရာဇဝတ်ကျင့်တော်ဥပဒေပုံမှာ494အရာရုပ်သိမ်းတယ်လို့ပြောခဲ့ပေမဲ့လက်ရှိမှာတရားရုံးတော်ကနေခြေကျုံးတဲ့ခံဝန်အပ်ဥပဒေပုံမှာ6အရာစုံစမ်းစစ်ဆေးနေတဲ့အဆင့်ဖြစ်ကအမှုကိုရုပ်သိမ်းလို့မရကြောင်းပြောပြီးအမိတ်တရက်ချမှတ်ခဲ့တာဖြစ်တယ်လို့ SDUM ကထုတ်ပြန်ထားပါတယ် ဒါအပြင်အသိအဖွဲမပုံတခြင်းဆိုင်ရာအမခန့်ရှောက်ထွားလာကိုရုံတော်ကနေခွင့်ပြုမပြုကိုနောက်ယုံချင်းဖြစ်တဲ့အောက်တိုဘာ28ရက်နေ့မှာအမိန့်ချမှတ်မယ်လို့သိရပါတယ်တော်မျိုးအေးလိုအဖမ်းခံရပြီးမလွတ်မြောက်သေးတဲ့ STUM အဖွဲ့ဝင်9ဦးအတွက်ဆွဲဆိုထားတဲ့အမှုတွေကိုရုတ်သိမ်းပေးဖို့ရှောက်ထားလွာတီးတန့်တင်သွင်းခဲ့မှုကိုတော့ရုံးတော်ကနေလက်ခံခဲ့ပြီးတဲ့နောက်အောက်တိုဘာ28ရက်နေ့မှာဥပဒေအရရှိဘက်ကနေကန့်ကွက်လျှောက်လဲချက် တင်သွင်းမှာဖြစ်ကြောင်းသိရပါတယ်။ ကျမကတော့စိတ်မှ